မင်္ဂလာပါခင်ဗျရှကုတ်ခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့ဒရင်တွေကိုတင်ဆက်ပေးပါမယ်နေပြည်တော်မှာငလင်တန်ကြောင့်ပြိုကျပျက်စီးသွားတဲ့ဝင်ကြီးဌာနရုံးတွေပြတ်မပြင်းခင်ယာယီအဆောက်အုံဖြစ် Modular Office နဲ့ House Street အပါအဝင်ယာယီအဆောက်အုံတည်ဆောက်မှုတွေအတွက်လိုအပ်တဲ့တွင်းကုန်တွေကိုလည်းအကြံဖတ်မင်းအွန်လိုင်းရဲ့တာအောင်ပြေစုံနဲ့စစ်တပ်အတိုင်းဝိုင်းတွေတာတင်သွင်းခွင့်ရရှိထားကြပြန်နေဆိုပါတယ် ချက်ပစကောင်စီရုံးဆိုင်ရာနေပြည်တော်နဲ့နှိကပ်နေတဲ့ပင်လောင်းမြို့နယ်စောင်းပြောင်းကျေးရွာအနီးမှာတိုက်ပွဲတွေဇက်တိုက်ဖြစ်ပွားလာပြီးပြည်သူတွေပါဘေးလို့ရာကိုစစ်ဘေးရှောင်နေကြတဲ့တဲ့ရင်ပါဝင်နောက်ဆုံးရရှိထားတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်အခုပြောအောင်ဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့ရင်ကတော့ နေပြီးတော့မှငလင်တန်းကြောင့်ပြုတ်ချက်ပျက်စီးသွားတဲ့ဝင်ကြီးဌာနရုံးတွေပြတ်မပြင်ခင်ယာယီအဆောက်အုံဖြစ် modular office နဲ့ house တွေအပါအဝင်ယာယီအဆောက်အုံတည်ဆောက်မှုတွေအတွက်လိုအပ်တဲ့သွင်းကုန်တွေကိုလည်းအကြံဖတ် main online ရဲ့တအောင်ပြေစုံနဲ့စစ်တပ်အတိုင်းဝိုင်းတွေသာတင်သွင်းခွင့်တွေရရှိထားကြပြန်တယ်လို့နေပြီးတော့စစ်တပ်သတင်းရင်းမြစ်ကရန်ကုန်ခေတ္တကိုပြောပါတယ်လက်ရှိမှာအကြံဖတ်စကောင်းစီရုံးဆိုင်ရာနေပြီးတော့မှသူတို့ရဲ့ဝင်ကြီးဌာနရုံးတွေအပါအဝင်ဝန်ထမ်းအင်အားတွေပါမကျန်းအကြီးအကျယ်ပြုတ်ချက်ပျက်စီးဆုံးရှုံးမှုတွေဖြစ်တာဖြစ် အဲ့ဒီဝင်ကြီးဌာနရုံးတွေနဲ့ဝန်တန်းအင်အားတွေကိုပြန်ပြင်မဆောက်ရသေးခင်မှာလုပ်ငန်းတွေလည်ပတ်လို့ရအောင်ဆိုပြီးစစ်ကောင်စီကယာယီအဆောက်အုံဖြစ် modular office နဲ့ house တွေကိုပမာဏအများအပြားနဲ့နေပြီးတော့မှတိဆောက်နေတယ်ဆိုပါတယ်။အဲ့ဒီလိုယာယီအဆောက်အုံဖြစ် modular office နဲ့ house တွေအတွက်တရုတ်နိုင်ငံကတချို့တဝက်လှူဒန်းထားပြီးမြေပြီးတော့မှပျက်စီးမှုတွေဟာထင်ထားတာထက်ကိုပိုပြီးများနေတဲ့အတွက်ကြောင့် လုံလောက်မှုမရှိတော့ပဲစစ်ကောင်စီကသူတို့လက်အောက်ခံကုမ္ပဏီတွေကိုနှီးမျိုးစုံနဲ့တင်သွင်းခိုင်းထားတယ်လို့နေပြည်တော်စစ်တပ်သတင်းရင်းမြစ်ကပြောထားပါတယ်။အဲဒီလိုယာယီအဆောက်အုံပစ္စည်းတင်သွင်းခွင့်ကိုတော့အကြံဖတ်မဲအောင်လည်းရဲ့တာအောင်ပြည့်စုံရဲ့ကုမ္ပဏီကသာအတိကလက်ဝဲကြီးအုပ်ထားပြီးဒုက္ခမတဆင်စစ်တပ်ပိုင်းဥပိုင်းကုမ္ပဏီနဲ့စစ်တပ်အတိုင်းဝိုင်းတွေကသာအဲဒီတင်သွင်းခွင့်တွေကိုအတိအသတ်ရရှိထားကြတာဖြစ်တယ်လို့နေပြည်တော်စစ်တပ်သတင်းရင်းမြစ်ကပြောထားပါတယ်။လက်ရှိမှာတော့ ။ငလေးနိုင်ငံအောင်စစ်ကောင်စီရုပ်ဆိုင်ရနေပြီးတော့မှသူတို့ရဲ့ဝင်းကြီးဌာနရုံတွေနဲ့ဝင်တဲ့အင်အားတွေပါမကျန်အကြီးအကျယ်ပြိုကျပျက်စီးထားပြီးတချို့ရုပ်လုံငန်းတွေကိုယာယီဒဲတွေနဲ့သာလုပ်နေရသလိုအခုခါမိုးတွင်းရောက်လာနေပြီဖြစ်တာကြောင့်အဲ့ဒီယာယီဒဲတွေမှာလုပ်နေရတဲ့သူတို့စစ်တပ်လက်အောက်ခံတွေအတွက်မိုးတန်ခံနိုင်မဲ့ယာယီအဆောက်အုံ modular office နဲ့ house တွေကိုစစ်ကောင်စီကအသေးအတန်စောက်ဖို့လုပ်လိုက်ရတာဖြစ်တယ်လို့လည်းသိရပါတယ်ခင်ဗျ။တစ်ဖက်မှာတော့ အကျဉ်းဖက်စစ်ကောင်စီရုံဆိုင်ရာနေပြည်တော်နဲ့နီးကပ်နေတဲ့ပင်လောင်းမြို့နယ်စောင်းပြောင်းကျေးရွာအနီးမှာတိုက်ပွဲတွေဇက်တိုက်ဖြစ်ပွားလာပြီးပြည်သူတွေပါဘေးလွတ်ရာကိုစစ်ပေးရှောင်နေကြတယ်လို့ဒေသခံပြည်သူတွေနဲ့စစ်ရေးတရင်ရှိမိကရင်ကုန်ခစ်တဲ့ကိုပြောပါတယ်ဒါကတော့အကျဉ်းဖက်စစ်ကောင်စီရုံဆိုင်ရာနေပြည်တော်နဲ့နီးကပ်နေတဲ့ပင်လောင်းမြို့နယ်စောင်းပြောင်းကျေးရွာအနီးမှာ GNDF နဲ့ PDF ပူးပေါင်းတပ်တွေကအကျဉ်းဖက်စစ်ကောင်စီတပ်နဲ့စစ်တပ်လက်အောက်ခံ PNO တပ်တွေရှိရာစခန်းတွေကိုမေလ18ရက်နေ့ကစပြီးစတင်တိုက်ခိုက်နေရမှာဒီကနေ့မေလ26ရက်နေ့ထိတိုက်ပွဲတွေဇက်တိုက်ဖြစ်ပွားနေတယ်ဆိုပါတယ် အဲ့ဒီတိုက်ပွဲတွေအတွင်းစစ်ကောင်စီဘက်ကလည်းလေကြောင်းပစ်ကူတွေနဲ့ပါအသေးအတန်ခုခံနေရသလိုလက်ရှိသိရှိထားချက်အရစစ်ကောင်စီတပ်ရဲ့ gate scan တချို့ကိုပါတော်လိုင်းပူပေါင်းတပ်တွေကတိမ့်ပိုက်ရရှိထားတဲ့အကြောင်းနဲ့စစ်ကောင်စီတပ်သားတချို့ကလည်းအရှင်ဖမ်းဆီးရမိထားတဲ့အကြောင်းကိုပါသိထားရပြီးတစ်ဖက်ကဒေသခံပြည်သူအများအများလည်းဘေးလွတ်ရာတွေကိုစစ်ဘေးရှောင်နေကြတယ်လို့ဒေသခံပြည်သူတွေနဲ့စစ်ရေးတရင်ရှင်တွေကပြောထားပါတယ်ခင်ဗျာ ဖက်မှာတော့မကွေးတိုင်းကမြိုင်မြို့နယ်အတွက်စစ်ကြောင်းထိုးလာပြန်တယ်အချက်ဖက်စကောက်စီရဲ့တပ်မတ၁နဲ့ခလာယာ၂၅လေးတက်ရင်ကစစ်ကောက်စီတပ်သားတွေကိုဒေါ်လာအေးပူပေါင်းတပ်တွေကကြားဖြတ်တက်ခတ်ချင်းမှုမှုအတွက်စစ်ကောက်စီတပ်သား၈ဦးရဲ့မပါအလောင်းနဲ့လက်နက်ခဲယံအချုပ်ကိုပါတင်စီရရှိထားတယ်လို့ပခုတ်ကူ Special Task Force အဖွဲ့ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ္တကိုပြောပါတယ်ဖြစ်စဉ်ကတော့မေလပထမအပတ်ကစပြီးမြိုင်မြို့နယ်အတွင်းစစ်ကြောင်းထိုးဝင်ရောက်လာတဲ့အချက်ဖက်စကောက်စီရဲ့ တမတရတင်းနဲ့ခလာရ254တက်ရင်ကစစ်ကောင်စီတပ်သားတွေကိုဒေါ်လန်ရေးပူပေါင်းတပ်တွေကလိုက်လံတိုက်ခိုက်ချေမှုန်းခဲ့တယ်ဆိုပါတယ်။အဲ့ဒီလိုတိုက်ခိုက်မှုတွေအတွေ့စစ်ကောင်စီဘက်ကသေတဲ့သူတွေဒဏ်ရာရတဲ့သူတွေတော်တော်ကိုများသွားပြီးအထိနာသွားကြတဲ့အတွက်ပြန်ဆုတ်သွားကြသလိုလက်ရှိမှာတော့တိုက်ပွဲတွေအတွင်းကနေစစ်ကောင်စီတပ်သားတွေရဲ့မသားလောင်း၈လောင်းကိုဒေါ်လန်ရေးတပ်တွေကတင်စီရရှိထားပြီးလက်နက်ခဲယံအချို့ကိုလည်းရရှိထားသေးတယ်လို့ဘကုတ်ကူ Special Task Force အဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျာ။ တစ်ဖက်မှာတော့ပဲခူးတိုင်းကတဲကုန်းမြို့နယ်မှာဂျပန်စစ်ကောင်စီတပ်အတွက်လူငယ်တွေကိုစစ်မှုထမ်းတသားတစ်ဖြစ်အတင်းအကျပ်စုဆောင်းနေတဲ့အုတ်ချုပ်ရေးမှုကြော်ဝင့်ထွက်ဆိုသူပြည့်ခတ်ခံရပြီးနေရမာတွင်ပွဲချင်းမိကိုတေသွားပြီလို့ PD က363ညတတရင်တာဝန်ခံရဲဘော်ရှဲတို့ကရန်ကုန်ခေတ်တွေကိုပြောပါတယ်ဖြစ်စဉ်ကတော့မေလ23ရက်နေ့ကပဲ တဲကုံမြို့နယ်မှာလူငယ်တွေကိုစစ်မှုထမ်းတပ်သားတစ်အဖြစ်အတင်းကျပ်လိုက်လံစုဆောင်းနေတယ်။တရက်သုံးပင်ကြေးရွာနေအုတ်ချုပ်ရည်မှုကြုံဝင့်ထွတ်ဆိုတဲ့သူကိုတော်လိုင်းကြီးရဲဘော်တွေကရုံးပင်တက်ကြေးရွာအနီးမှာပဲပစ်ခတ်ရှင်းလိုက်ရမှာနေရာမှာရင်ပွဲချင်းမိကိုတိတ်သွားတယ်ဆိုပါလေ။အဲ့ဒီတရက်သုံးပင်ကြေးရွာနေအုတ်ချုပ်ရည်မှုကြုံဝင့်ထွတ်ဆိုတဲ့သူဟာအကြံဖက်စကောက်စီတက်အတွက်လူငယ်တွေကိုစစ်မှုထမ်းတပ်သားတစ်အဖြစ်အာဂျိုမန်တက်လိုက်လံစုဆောင်းနေသူဖြစ်တဲ့အပြင်စစ်မှုထမ်းကြီးဆိုပြီးတော့ပါပြည်သူတွေစီကနေမတရားငွေညှစ်တောင်းရနေုံနဲ့မကား စစ်တပ်အားကိုနေပြည်သူတွေကိုပါညီမျိုးစုံဖိနှိပ်ချိန်ချောက်နေသူဖြစ်ပြီးအခုတော့သေပြီလို့ PDF 3639တက်တရင်တာဝန်ခံရဲဘော် Shadow ကပြောထားပါတယ်ခင်ဗျာတဖက်မှာတော့မွန်ပြည်နယ်မှာမေလ24ရက်နေ့ကမှအစ်စ်ဖွဲ့စည်းလိုက်တဲ့ရမညမွန်တက်တော်နဲ့ပါလက်တွဲပူးပေါင်းပြီးစာနာရှင်ကိုတတ်ခိုက်သွားမယ်လို့ TNL ကတရားဝင်ကြေညာလိုက်ပါတယ်ဒါကတော့မေလ24ရက်နေ့ကပဲ မွန်ပြည်နယ်မှာရှိတဲ့ဆက်အာနာရှင်တိုက်ဖြက်ရေးမွန်ပြည်သက်ပါတီ AD နဲ့မွန်ပြည်လွတ်မြောက်ရေးတပ်တော် MNA တို့အတူပေါင်းစည်းပြီးရာမညမွန်တပ်တော်အဖြစ်ဖွဲ့စည်းလိုက်တဲ့အပေါ် TNL တပ်ကလိုက်လိုက်လဲလဲဂုံပြူကြိုဆိုပြီးအဲ့ဒီရာမညမွန်တပ်တော်နဲ့ပါဆက်အာနာရှင်တိုက်ဖြက်ရေးမှာပူးပေါင်းဆောင်ရွက်သွားမယ်လို့ TNL ရဲ့ထုတ်ပြန်ချက်မှာဆိုထားပါတယ်အဲ့ဒီလို TNL ရဲ့ထုတ်ပြန်ချက်အပေါ်ရမညမွန်တက်တော်ဘက်ကလည်းအထူးပင်ကျေးဇူးတင်ဝမ်းမြောက်မိတဲ့အကြောင်းပြောထားသလိုတစ်ဖက်မှာလည်းယနေ့နိုင်ငံရေးစစ်ရေးအခြေအနေဟာအမြင့်ဆုံးအခြေအနေကိုရောက်နေပြီ စစ်ကောင်စီဘက်ကလည်းပြည်သူလူထုကိုအစိုးရဆုံးဖိနှိပ်တပ်ဖြတ်မှုတွေကျူးလွန်လာတယ်လို့တစ်ဖက်မှာလည်းတပ်ဆိုင်ရာဒေတာအသီးသီးမှရှိတဲ့တော်လန်ရေးအဖွဲ့အသီးသီးကတော်လန်တိုက်ပွဲဝင်နေကြတဲ့အချိန်အခုလိုမွန်ပြည်နယ်မှာပါမွန်လူမျိုးတွေအတွက်ရမညမွန်တက်တော်ဖွဲ့စည်းလိုက်တာဟာမှန်ကန်တဲ့လမ်းကြောင်းအဖြစ် TNL ကရှုမြင်တယ်လို့ပြောထားတဲ့အပြင်အတူတကွပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း TNL ကနေတရားဝင်ထုတ်ပြန်ထားပါတယ်ခင်ဗျတစ်ဖက်မှာတော့ အချမ်းပါစစ်ကောင်စီဘက်ကရတပ်ပြည်သူတွေကိုပါပြစ်မှတ်ထားပြီးလေကြောင်းတိုက်ခိုက်မှုတွေစိုးစိုးရွာရွာလှုပ်လာတဲ့အတွက် NGO ရဲ့ပညာရေးကျောင်းတွေအားလုံးခိတ္တရာကြီးပိတ်ထားဖို့ NGO ပြည်သူဝန်ကြီးဒေါက်တာဇော်ဝေစိုးကညွှန်ကြားလိုက်ပါတယ်။ဒါကတော့လက်ရှိနိုင်ငံရဲ့အာဏာကိုအချမ်းပါစစ်ကောင်စီတပ်ကမတရားလူယူသိမ်းပိုက်ပြီးချိန်ကစပြီးမြို့သားညီညွတ်အစိုးရ NGO ရဲ့ပညာရေးဝန်ကြီးဌာနကနေကလေးလူငယ်တွေပညာသင်ကြားခွင့်မဆုံးရှုံးစေရတဲ့ ဂျာကာလာပညာရေးကိုနီလမျိုးစုံနဲ့ပေါ်ဆောင်တင်ကြားပေးနေခဲ့တယ်လို့ဆိုထားပါတယ်တစ်ဖက်မှာတော့အချက်ဖက်စကောင်စီဟာလက်ရှိကာလမှာသူတို့ဘက်ကတော်လန်ရေးတပ်တွေကိုမနိုင်ပဲနေမီတွေတစ်ဖြည်းဖြည်းဆုံးရှုံးလာတာနဲ့အမျှတော်လန်ရေးတပ်တွေတင်ပိုက်ထိန်ချုပ်ထားတဲ့နေမီတွေကိုလီချောင်းကနေဘုံကျဲတိုက်ခိုက်မှုတွေဆိုးဆိုးရွရွလှုပ်ဆောင်လာရမှာကလေးတွေစာတင်တဲ့ကြောင်းတွေဈေးရုံတွေနဲ့ဘာသာရေးအဆောက်အုံတွေပါမချမ်းပြည်သူလူထုကိုတမင်တကာပြစ်မှတ်ထားပြီးဘုံကျဲတိုက်ခိုက်ဓာတ်တွေလှုပ်လာတဲ့အတွက် နိုင်ငံသားကောင်းရတနာကလေးငယ်တွေရဲ့အသက်တွေမဆုံးရှုံးရအောင်လက်ရှိစစ်ကောင်စီရဲ့စင်ကျင်မဲ့လုပ်ရက်တွေဇက်တိုက်လှုပ်လာတဲ့ကာလမှာ NGO ရဲ့ပညာရေးကျောင်းတွေအားလုံးခိတ္တရာကြီးပိတ်ထားဖို့ NGO ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးကညွှန်ကြားလိုက်ပါတယ်တစ်ဖက်မှာလည်းမြို့သားညီညွတ်အစိုးရအနေနဲ့အခုလိုကာလမှာအချက်ဖက်စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုရှောင်ရှားပြီးကလေးငယ်တွေဘေးကင်းစွာပညာသင်ယူနိုင်ရေးအတွက် နီလန်များစွာကိုရှာဖွေနေပြီးတပ်ဆိုင်ရာအဖွဲ့စည်းတွေနဲ့အတူဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း MG ပြည်ထောင်စုဝန်ကြီးချုပ်ယုတ်ပြောရေးဆိုခွင့်ရှိသူဦးနေပုံလက်ကရန်ကုန်ခေတ္တသတင်းဌာနနဲ့တွေ့ဆုံမေးမြန်းခန်းမှာထုတ်ပေါ်ပြောဆိုထားပါသေးတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရန်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်စုတင်ပါတယ်ကျွန်တော်နိုင်ငံပါ